အင်္ဂါဗုဒ္ဓဦးညမှာပြိတက်ကိုအရေးပြည့်စေအောင်မယ်ခရဘောင်းကပ် round 4မင်္ဂလာပါဗျာကိုခိုင်းစတာဖုတ်ဘောရှင်ကိုကြိုပါရယ်ဒီညအင်္ဂါနဲ့မနက်ဖြန်ဗုဒ္ဓဦးညမှာပြိတက်ကိုအေးပြည့်စီမဲ့ခရဘောင်ကပ် round 4ပွဲစဉ်တွေရှိနေပါတယ်ဒီပွဲတွေနဲ့ပတ်သက်ပြီးတော့ဘယ်အချိန်မှကစားဖို့ရှိနေတယ်ဘယ်အသင်းတွေထိတိုက်တွေ့နေတယ်ကြွတင်ရင်ခုန်လိုက်ရအောင်ခင်ဗျာ ံမဲ့အချိန်တွေကတကက်ကြိုးကြောင်နေ2နာရီ15တို့2နာရီ45တို့တခြားနိုင်ငံရဲ့ဒေတာမှာရှိနေတဲ့သူတွေဆိုရင်မနေ့3နာရီထားကြည့်ရမယ့်သူတွေရှိတယ်2နာရီ45တို့4နာရီ5နာရီတို့ထားကြည့်ရမယ့်သူတွေရှိတယ်တော်တော်လေးကြီးမဲ့အကွက်မျိုးပါကျွန်တော်ဆိုရင်ချန်ပီယံလိနှစ်ညစတိုက်ကြီးလိုက်တာအဲ့လို short term memory လေးမေ့သွားတဲ့အထီးကိုဖြစ်တယ်ကြောက်ဖို့ကောင်းနေဗျကျမ်းမာရေးလည်းတစ်ဖက်မှာကြည့်အောင်မယ်လေ ကံကောင်းတာတခုကဟိုဒီပွဲတွေကျွန်တော်တို့ကြည်ပစ်သည်ဖြစ်စေမကြည်ပစ်သည်ဖြစ်စေဘလုံးပွဲအစအဆုံးကိုပြန်ကြည့်လို့ရမယ်ရုပ်တံလိုင်းတွေပေါ်လာတာပဲအဲတချို့ကလည်းမေးကြတယ်ဟာဘရိုဘယ်ကနေဘလို့ကြည့်ရမလဲဘာညာပေါ့ကျွန်တော်ကတော့အခပေးရုပ်တံလိုင်းတခုကနေပြန်ပြီးတော့ကြည့်တာပါ highlight တွေလည်းရှိတယ် minute အစအဆုံးအရှိတွေလည်းပြန်ပြတာရှိတယ်ပေါ့နော်ဒါကစကားကြုံလို့ကျွန်တော်ပြပြတာပါ okay round 4မှာပွဲကြီးပွဲကောင်းတွေပို့ပြီးတော့ပါလာတယ်အောက်တန်းအသင်းတွေရော premier league အသင်းတွေရောစသဖြင့်အကုန်ရောထွေးနေတယ်တွေ့မယ်တွဲဆိုင်ရကြည့်မယ်ဆိုရင် premier league အသင်းချင်းတွေ့တဲ့ ပွဲတွေကတော့ပိုများတယ်။ EFL ကကဘောလုံးရသည်တစ်ခုမှာပထမဆုံးရတဲ့플라တလုံးလို့လည်းပြောနိုင်တယ်။ Cap ရဲ့ level ပေါ့နော် class ရအရင်တော့မမြင်ဘူး။ဒီ EFL Cup ပိုင်ရှင်သည်ဥရောပဝင်ခွင့်တနေရာရတယ်ဆိုရင်ပဲ Conference League ဝင်ခွင့်သာရတာပါ။အဲ့အတွက်ကြောင့် FA Cup ထက်လည်း နေနဲ့ပရီးမီးယားလိထက်လည်းနေပါတယ်ဒါမှမဟုတ်လေဗျာဟိုဖလားရတယ်ဆိုတော့မှတ်တမ်းတစ်ခုဂုံတရေတစ်ခုတော့ရမှာပေါ့နော်အဲ့တော့ကြောင့် EFL Cup ပဲဖြစ်ပါစေအောင်အသင်းတိုင်းလိုလိုကစူးစားပန်းစားနဲ့ရှင်ပြိုင်ကစားလေးရှိပါတယ်โอเคအဲ့တော့ကံမဲ့ပွဲတွေကဒီညာအင်္ဂါညမှာ၃ပွဲရှိတယ်မနေ့ပြန်ဗုဒ္ဓညမှာပွဲကောင်းတွေပို့ပြီးတော့များတယ် ဗဒုံညပွဲတွေကတော့အလုံး၅ပွဲရှိပါတယ်။အင်္ဂါညပွဲတွေနေသည်ည၂နာရီ၁၅မှာစတင်ရှင်ပြိုင်ကစားမှာဖြစ်ပါတယ်။ပြီး၂နာရီ၄၅ပွဲတစ်ပွဲ ရှိပါတယ်။ပထမဆုံးကံမဲ့ပွဲက Greenspeed Down နဲ့ Brentford Greenspeed Down ဒီ Manchester United ကိုဖြုတ်ပြီးဒီဆင့်ကိုတက်လာတဲ့အသင်းတကယ်တော့ Manchester United နဲ့ Brentford တွေ့ရမှာပေါ့နော်။အသင်းကောင်းတစ်သင်းပြုတ်သွားတာတော့ကျွန်တော်ကဟိုစိတ်ပြတ်မိတယ်။ဘာပြောအသင်းကြီးတွေပုံများလေကြည့်တဲ့ပရိသတ်ကပုံများလေဖြစ်မှာပါ အခု Greenspeed Town ကံအမှဖြစ်တဲ့အတွက် Manchester United ကံမဲ့ပွဲလောက်တော့လူစိတ်ဝင်စားမှာများမှာမဟုတ်ပါဘူးခင်ဗျဒီပွဲစဉ်ဒီ2:25မှာရှင်ပြိုင်ကစားမှာဖြစ်ပါတယ် Kate Andrews အနေနဲ့ Greenspeed Town ကို short တွက်လိုက်ရင်တော့နည်းနည်းပြဿနာရှိနိုင်တယ် Greenspeed Town ဒီအာသွန်ခွန်ဆိုင်နဲ့စူးစမ်းတတ်တဲ့အတင်းတဲ့အတင်းဘိုးတဲ့ရေထဲမှာဆိုရင်မင်းပါလဲငါပါလဲတကယ်ကိုတင်းမော့စိတ်တဲ့အပြည့်နဲ့မိကုန်ထုတ်တဲ့အသင်းဖြစ်တဲ့အတွက်ကြောင့်ဒီပွဲကလည်း ်မျောလိမ့်မထားပဲကြည်ကောင်းသွားနိုင်တယ်ဂိုးတွေအများကြီးပြတ်ဖို့ဆိုတာထင်သလောက်မလွယ်ပါဘူးโอเคကျွန်တော်နောက်ထပ်တစ်ပွဲကတော့ Wycombe Wanderers နဲ့ Fulham ဖြစ်ပါတယ် Fulham ကတော့ Premier League မှာသူ့ဘောက်သူတိုင်ပတ်နေတယ်ဒီနေ့ဘောလုံးရသည် Marco Silva အရင်ကြီးအခြေအနေမကောင်းဘူးဒီလိုပြောလို့ထုတ်ပယ်ခံရမယ်ဘာညာပြောတာမဟုတ်ပါဘူး Marco Silva အနေနဲ့ပြီးခဲ့တဲ့ဘောလုံးရသည်တွေကတော့ Fulham အသင်းကိုအမြင့်တနေရာရောက်အောင်စွဲမတင်ပေးထားနိုင်တာကတော့သိကြပါတယ်ဒီပွဲစဉ်က ဖူလန်အတွက်ခက်ခဲနိုင်တဲ့ပွဲစဉ်တစ်ပွဲပါနောက်တစ်ပွဲကတော့တပူမင်းသားပိုင်တဲ့ရက်ဆမ်ကလပ်နဲ့ကာဒစ်စီးတီးတို့တွေ့ဆုံမဲ့ပွဲစဉ်ဖြစ်ပါတယ်။ဒါကတော့ပရီးမီးယားလိမဟုတ်တော့ကလပ်တင်းနဲ့တင်းထိတိုက်တွေ့ဆုံတဲ့ပွဲပေါ့နော်။ဒီပွဲကတော့ပရိသတ်စိတ်ဝင်စားမှုတိတ်ပြီးတော့မရနိုင်ပါဘူး။ရှင်းရှင်းပြောရရင်တော့အင်္ဂါညမှာကျွန်တော်တို့ထမကြည့်လို့ရတယ်။အင်္ဂါညပွဲစဉ်တွေကအဲ့လောက်ထိပွဲကောင်းနေပါမနေဘူး။ဆိုတော့ဗိုလ်တော်ဦးညရောက်လာပြီ။တကယ်မိုက်တဲ့ပွဲတွေကံမှာဖြစ်ပါတယ်။2:15မှာ၄ပွဲဖြစ်ပြီးတော့ကျွန်တော်2:45မှာ တပွဲကံမှာပါပွဲကြီးပွဲကောင်းတွေကတော့သွားပြီးတိုက်နေတယ်အာစနယ်လီဗာပူးမန်စီးတီးချဲလ်စီစတဲ့အသင်းတွေရဲ့ပွဲတွေဖြစ်ပါတယ်အာစနယ်ကကစားမုံကစားပေါက်လှတဲ့အသင်းတွေကိုဒုက္ခပေးလိပေးတာရှိတယ်ဘရိုက်တန်အသင်းကို အိမ်ကွင်း Emirates မှာအခန့်ရှင်ပြိုင်ကစားရမှာပါဒီပွဲစဉ်မှာအာတေတာဒီတေကြတဲ့အရန်ကစားသမားတွေကိုပဲအသုံးပြုပြီးကစားလာပါလိမ့်မယ်ဒါမဲ့ကျွန်တော်မေးပါအောင်မယ် Arsenal အရန်ကစားသမားတွေကိုလည်းတွားကြည့်ပါအောင်အရန်ကောင်မှထိုင်နေတဲ့သူတွေထဲမှာဆိုရင်ပွဲထွက်ကစားသမားတွေကိုမေကွန်းထုတ်နိုင်တဲ့ချင်းချောင်းနိုင်တဲ့ပလေယာတွေကြီးပဲ Mosquera လို့ကစားသမားမျိုးပွဲထွက်လာမယ်ဗျာနော် Gabriel Magalhaes ကိုအနာပြုံအထက်ထဲမှာ Julian Timber ထည့်မလား Bambio right back ထုတ်ပြီးတော့ Luis Scaly ကို left back ထုတ်မလားဘယ်တော့ဘယ်ပုံမဆိုအသုံးပြုလို့ရတဲ့သူတွေဖြစ်ပါတယ် ဇူပမန်နီကိုအနားပေးပြီးတော့နော်ဂတ်လိုပလေယာမျိုးပွဲထွက်လာနိုင်တယ်လို့မီခဲမီရီနိုကလည်းဗီဒီယိုဂီယက်စ်နေရာမှာပွဲထွက်လာနိုင်တဲ့အခင်းချင်းမျိုးတွေမြင်ရပါတယ်။ဒါပေမဲ့အချို့ကစားသမားလေးတွေဒဏ်ရာပြဿနာအနေငယ်ရတာတော့ရှိတယ်ပေါ့နော်။ဒက်ကလန်ရိုက်ဆိုရင်ဒဏ်ရာနည်းနည်းရထားတယ်။နောက်ဝီလျံဆလီဘာ၊ဂါဘီအငယ်ကောင်အဲ့ဒီကစားသမားတွေဒီပွဲမှာပါဝင်လာဖို့တော့မရှိဘူး။ပါဝင်လာရအောင်လဲအာတေတာအဲ့တလောက်ဒီအရေးမစွန့်လာဘူးဗျ။ဒီလိုပွဲမျိုးကရိုးရှင်းဆုံးပြောရင်တော့ပြုတ်သွားလဲဘာမှမဖြစ်ဘူး။ဒီထက် ပို့ပြီးတော့အရေးကြီးတဲ့တော်နမန့်တွေရှိတယ်။ဒါကြီးကို risk ယူပြီးတော့မတိဘူးငါတို့တွေကမဖြစ်မနေနိုင်မှ ဖြစ်မယ်ဆိုတဲ့ပုံတံမျိုးအတေတာလုံးမယ်လို့လည်းမထင်ဘူး။အတေတာဒီဒီနှစ်သူ့ရဲ့အဓိက focus သွားတဲ့လမ်းကြောင်းဒီ Premier League ဖြစ်ပါတယ်ပြီးမှ Champion League ဖြစ်ကောင်းဖြစ်လိမ့်မယ်အဓိကဒီပလားနှလုံးကိုပဲ Arteta တို့ Arteta ပြင်းပြနေပါလိမ့်မယ်ထရော့ Brighton လို့အသင်းမျိုးကိုဒီပွဲတွေမှာ Arteta အနေနဲ့ခဲရခဲစေကစားဖို့တော့ရှိပါတယ်ဟုတ်ကဲ့ကျွန်တော်ညီကိုတွေကိုမိတ်ဆက်ပေးချင်တာလေးတစ်ခုရှိပါတယ်ခင်ဗျာဘောလုံးပွဲတွေကစားချင်တယ်ဆိုရင် Super Senior ဘေးဘော့စီမှာ Ibak Khunshik ကိုငါတို့ Miss Mongla 6တို့ကို Member တစ်အပုစုကြီးများစွာနဲ့ယုံကြည်စွာကစားလို့ရပါတယ်အသေးသေးသိချင်တယ်ဆိုရင်တော့ဘဘနဘက်399 69 969 440မှာဆက်သွယ်ဆုံးသမ်းမေးမြန်းလို့ရပါတယ်ခင်ဗျာโอเคအဲ့တော့ကျွန်တော်နောက်ထပ် ွဲကတော့ Liverpool နဲ့ Crystal Palace Liverpool ကတော့ကန်ဆိုးမှသွားလေရာမိုးလိုက်လို့ရွာဆိုသလိုမျိုးဖြစ်နေတယ်။ Liverpool လမ်းကြောင်းမှန်ပေါ်ပြန်တက်ဖို့ကြိုးစားတိုင်းလက်ရှိမတည်ငြိမ်တဲ့ ကစားပုံကစားပေါက်ကိုတည်ငြိမ်အောင်ကြိုးစားဖို့အားထုတ်တဲ့အခါတိုင်းအသင်းကောင်းတွေနဲ့ပြန်ပြန်ပြီးစုံတွေ့နေရတယ်။အဲ့ဒါလို့ねလုံးလေချာလေလိုက်နေတာပါ။အခုဆိုရင်လည်း Palace တို့အသင်းတို့ဒုက္ခပေးတတ်တဲ့အကောင်းဆုံးခံကစားတတ်တဲ့အသင်းတစ်သင်းနဲ့ဆက်လက်ရှင်ပြိုင်ရအောင်မယ်။ဒီနေ့ရဒီမှာ Palace က Liverpool ကိုပထမဆုံးဥချိုးခဲ့တဲ့အသင်းတစ်သင်းဖြစ်ပါတယ်။ Palace နဲ့တွေ့ပြီး Liverpool ဒီပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့ပြီးတဲ့နောက်ပိုင်းမှာနလန်ပြန်ပြီးတော့မထူနိုင်တော့ပါဘူး။အခုကစားမဲ့ Queen က Anfield မှာဆိုပေမဲ့ Palace ကိုလုံးဝရှော့မတွက်တင်တာတော့မှန်ပါတယ်။ဘာကြောင့် လဲဆိုတော့ဖိအားခြင်းမတူပါဘူး Glasner ကဒီပွဲကစားဖို့အတွက်ဘာဖိအားမှမရှိပါဘူး Liverpool နည်းပြ Arsenal slot ကတော့ဖိအားတွေအနည်းနဲ့အများတိုးလာပြီးဖြစ်ပါတယ် Liverpool ခက်ခက်ခဲခဲဆက်လက်ရှင်ပြိုင်ကစားအောင်ပါနောက်တစ်ပွဲက Swansea City နဲ့ Man City ဝေးချေဆိုင် Swansea အနေနဲ့အိမ်ကွင်းမှာ Man City ကိုအကောင်းဆုံးအခန့်ရှင်ပြိုင်ကစားနိုင်မယ်လို့ထင်တယ် Man City ကလည်းနောက်ပိုင်းပွဲတွေတိတ်ယုံရတော့တာမဟုတ်ဘူး Arlen Haaland ဂိုးမသွင်း Man City ဒီအစိတ်မရှိတော့ဘူးဆိုတဲ့အတိုင်းပဲတကယ်ပဲ Arlen Haaland ဂိုးပေါက်ပျောက်တဲ့ပွဲတွေမှာ Man City ရှော ျုံးပွဲကြုံတွေ့ခဲ့ပါတယ်။အဲ့အတွက်ကြောင့်ဒီလိုပွဲမျိုးတွေကမက်ဆီဒီအပိုင်ဆိုပြီးတော့သွားယုံလို့လည်းမရပြန်ဘူးဗျ။ပြီးခဲ့တဲ့ပရီးမီးယားလိပွဲတွေကိုမှဆိုရင်မက်ဆီဒီစီထိုနီတူရှုံးပွဲကြုံတွေ့ခဲ့ပါတယ်။အက်စတွန်ဗလာကိုရှုံးခဲ့တာပါ။ဒီပွဲကလည်းခက်ခဲအောင်ပဲပွဲတင်တဲ့ပွဲပါ။နောက်တစ်ပွဲကတော့ဝူဗာဟန်တန်နဲ့ချဲဆီ။ချဲဆီကလည်းလုံးဝယုံကြည်လို့မရတဲ့အသင်းတစ်သင်းဖြစ်ပါတယ်။မက်ဆီဒီတောင်မှယုံကြည်လို့မရဘူးဆိုချဲဆီဆိုပို့ပြီးစိုးပါတယ်။တိုက်စစ်ပိုင်းမှာဂိုးသွင်းမဲ့ ကစားသမားလည်းမရှိတလို့နောက်တန်းစုဖွဲ့မှုကလည်းအတော်လေးစိတ်ပြက်စရာကောင်းတယ်ဗျပါမား FC လို့ခေါ်လဲလက်ခံရမယ့်အခြေအနေမျိုးပါလီယန်ဒီလက်မပါလာဘူးဆိုရင်ကျွန်တော်တိုက်စစ်ပိုင်းမှာ GP တယောက်ထဲနဲ့ဘာမှယုံစားလို့မရတော့ပါဘူး GP ဒီနောက်ဆုံး၈ပွဲဆက်ဂိုးပေါက်ပျောက်ဆုံးထားပါတယ်အဲ့ဒါကြောင့်တိုက်စစ်ကောခံစစ်ကောအတော်လေးကိုအဆင်မပြေပါဘူးတောင်ပံကစားသမားတွေဂိုးမသွင်းဘူးဆိုရင်ချယ်ဆီမှာဂိုးသွင်းမဲ့ကစားသမားမရှိတော့တဲ့အထီကိုအခြေအနေစိုးနေပါတယ်ဒီလိုပွဲမျိုးကလည်း လူငယ်လူငယ်ကစားသမားတွေအရင်ကစားသမားတွေကိုထဲ့ကန်တဲ့ပွဲဖြစ်တဲ့အတွက်ကြောင့်ဝူဗဟန်တက်အခြေအနေဘလောက်ဆိုးပါစေုံချယ်ဆီကိုတော့ခက်ခဲစေဖို့မှတည်ကြပါတယ်။နောက်ဆုံးပွဲတစ်ပွဲကတော့နယူကက်ဆယ်ယူနိုက်တက်နဲ့တော်တင်ဟော့စ်ပါတို့ဖြစ်ပါတယ်။တနည်းအားဖြင့်ဒီတစ်ပတ် EFL Cup Round 3မှာအကောင်းဆုံးပွဲစဉ်မှာနယူကက်ဆယ်သည်နောက်ပိုင်းပွဲတွေမှာ မှန်မှန်ကန်ကန်နဲ့လမ်းကြောင်းမှန်တစ်ခုပေါ့ရှောက်လန်းနေပါတယ်စပါလည်းသောမတ်ဖရန့်လက်ထက်မှာ H Pastikalu လက်ထက်အထက်ပူကောင်းတဲ့ဆွဲဆောင်ရည်မျိုးပြတ်တထားတဲ့အတွက်ကြောင့်အတော်လေးကိုကြည့်ကောင်းမဲ့ပွဲစဉ်တပွဲဖြစ်ပါကြောင်းသုံးသက်ဆွေးနွေးတဲ့ဗီဒီယိုလေးတွေမှာနားခွင့်ပြုပါအဆုံးထိကြည့်ရှုပေးခဲ့တဲ့ညီကောင်မတော်မများအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ